အရန်လွမ်းနဲ့ဆိုပြီးရှင်းပွင့်ပြောပြလာတဲ့အကြောပုံအလုံးမိတ်မင်လာပါရှင်အနုပညာလုပ်တင်မာရောအောင်မြင်မှုတွေကိုရရှိနေပြီးဗိတ္တရင်ရဲ့အားပေးမှုတွေကိုအပြေအဝရရှိနေတဲ့မင်းသမီးလေးအချောပူကတော့အခုဆိုရင်အနုပညာရိုက်ကူးရေးတွေကိုမရိုက်ကူးဖြစ်တော့ပဲဗိတ္တရင်ရဲ့ရှေ့ကနေပျောက်ကွယ်နေခဲ့တာကြားပြီးဖြစ်ပါတယ်အခုဆိုရင်အကျော်ဘူကခန်းစားနေရတော့ကိုတွေ့ရပြီအခုဆိုရင်ကွယ်လွန်သွားခဲ့တာလီလာပြည့်သွားပြီဖြစ်တဲ့သူ့ရဲ့အဖေဖြစ်သူနဲ့ပတ်သက်ပြီးလက်နေမိချောင်းရင်ဖွဲလာခဲ့ပါတယ် အခုဆိုရင်အချောဘူရဲ့ဖခင်ဖြစ်သူဂရလွန်သွားခဲ့တာဟောဆိုရင်လေးလာတော်ပြေးခဲ့ပြီးဖြစ်ပေးအဲအကြောင်းတွေနဲ့ပတ်သက်ပြီးတော့လေအချောဘူကသူ့ရဲ့ social media ပေါ်ကနေအခုလိုပဲမျှဝေလာခဲ့ပါတယ်။အချောဘူဟာဖေဖေလောကကြီးတွေကနေထွက်ခွာသွားခဲ့တာဟောဆိုရင်အခုဆိုရင်လေးလာပြေးခဲ့ပြီးလွမ်းနေဖေဖေဆိုပြီးအချောဘူကသူ့ရဲ့ခန်းစားချက်တွေကိုမျှဝေလာခဲ့ပါတယ်။အချောဘူကတော့အခုချိန်ထိဖခင်ဖြစ်သူကိုတရိယာနေပြီးခန်းစားနေရပါတယ်။ ဣချောဘောဟာသူရဲ့ခံစားချက်တွေကိုမျှဝေထားတဲ့အပေါ်မှာလည်းပိတ္တရီကဣချောဘောအတွက်စိတ်မကောင်းဖြစ်နေကြပြီးမန်းတွေမှာလည်းအမျိုးမျိုးရေးတားထားကြောင်းတွေ့ရပါတယ်။ဣချောဘောကတော့အဖေဖြစ်သူကိုအခွင့်အရေးတည်းတရိယာနေစေဖြစ်ပြီးခံစားနေရတဲ့အပေါ်အကယ်ဒမီအောင်ခိုင်ကအခုလိုပဲပြပြလာခဲ့ပါတယ်။အကယ်ဒမီအောင်ခိုင်ကစူစူအားသူ့ဖေဖေနဲ့အတူတူအမြဲတွားတွားလာလာတွေ့ရတယ်။အခုလိုရိုတီရဲ့ကြေးပြောက်ွယ်တော့တမလီစူစူတို့မိသားစုနဲ့အတူတူကြွေကြွေဝင်နေရတာပေါ့နော်။ တရားသဘောနဲ့ဆိုရင်လူတိုင်းကြုံတွေ့ရမှာဆိုပေမဲ့ယုတ်တရကြီးမို့တမင်းရင်ထဲမှာဘလောက်ထိဝင်နေရမလဲကုချင်းစာကြည့်လို့ရပါတယ်စစွားတော့အခုချိန်ထိသူရဲ့အဖေအတွက်ခန်းစားနေရပါတယ်ဆိုပြီးဧချောဖို့တရားခန်းစားနေရတဲ့အပေါ်ပြပြလာခဲ့ပါတယ်အမှုပြနေပင်မှာတော့အာလူရဲ့အဘိချစ်ခင်မိုရီကိုရရှိထားတဲ့တယောက်ဆောင်ဧချောဖို့ရဲ့ဘခင်ဖြစ်သူဦးချုံမောင်ကတော့ဇန်နဝါရီလ16ရက်နေ့နနက်10:00နာရီက96ပါယောဂဖြင့်ကွယ်လွန်သွားခဲ့တာပြောပါတယ်ဇန်နဝါရီလ16ရက်နေ့မှာတော့ ဦးကျော်မောင်ရဲ့နိုင်ရေးစပနာခန္ဓာကိုပြုလုပ်ခဲ့ကကျင်းကျယ်ရတော်ယုကလက်ကိုရန်ကုန်တိုင်းဒေသကြီးလောက်ကလာပါမြို့နယ်ရှိရေဝေတုတ်တန်မှာမိတကျိုခဲ့ပြီးချင်းရတူမိသားစုနဲ့အတူမိစေတင်ကားဟာများကဦးကျော်မောင်ရဲ့နောက်ဆုံးခီကိုဝနေ့စွာဖြင့်လိုက်ပါပို့ဆောင်ပေးခဲ့ကြပါရယ်အခုလိုဖေးဖြစ်သူရဲ့နိုင်ရေးကိုလိုက်ပါပို့ဆောင်ပေးရတဲ့ပတ်သက်ပြီးတော့လေတရုတ်ဆောင်အစ်တော်ဘုကသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေအခုလိုပဲရေးသားမျှဝေထားခဲ့ပါရယ် ဤကျောဘုရားဖေဖေနိုင်ကိုမားတဲ့ကြာကလိုက်ပါဖို့ဆောင်ပေးကြတဲ့အနုပညာရှင်များနဲ့မိစေများလွမ်းသူပန်းခွေပန်းချင်များပို့ပေးကြတဲ့အနုပညာရှင်ညီကိုမောင်နှမများနဲ့မိစေအပေါင်းအသင်းများနိုင်ရဲလေမာလာရောက်ဝိုင်းဝန်းကူညီပေးကြသောညီကိုမောင်နှမမိစေအပေါင်းအသင်းများအွန်လိုင်းဖြင့်ရောဖုန်းဖြင့်ရောတရင်မေဆုတာမြေတာပို့တာပေးကြတဲ့သူအလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ CP ဗန်မီသားစုနဲ့အဖွဲ့သားများအလုံးနဲ့တကွအဆဆရရမြေသားပြေကွင်ကြီးပေးခဲ့ကြသောမြေသားရှိရဲ့အစီခံ နိုင်ကူညီမှုအတင်းကိုလည်းရင်းထဲမှာကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဆိုပြီးအတည်ပြုဖော်ပြထားခဲ့ပါတယ်ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်အဆုံးထိအပြည့်ကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်